တထာရှိတဲ့ပုဂ္ဂိုလ်ရဲ့တွင်မြင်လက္ခဏာ၃မျိုးဆိုတာမှတ်ထားတယ်။တရားတရားကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာဒတနာကာမောတိလဝတံကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ရူပုဂ္ဂိုလ်မြတ်တွေကိုဖူးခြင်းနဲ့တွေ့ခြင်းနဲ့ဟုတ်လားသူ့ရဲ့လက္ခဏာ။တရားတရားကောင်းမကောင်းစမ်းကြည့်။တရားတရားကောင်းပြီဆိုလို့ရှိရင်ကိုယ်ချင်းတရားကောင်းတဲ့ပုံကိုယ်ရင်းနဲ့တွေ့ချင်တဲ့ပေါင်းတဲ့ဆက်ဆံချက် တတ္တမံသောတုပိစတိဘုရမြတ်စွာဟောကြားတဲ့တကယ်ကိုအနှစ်သာရပြည့်တဲ့သူတော်ကောင်းတရားကိုနာခြင်းနဲ့မှတ်သားခြင်းနဲ့လေ့လာခြင်းနဲ့ကြီးရှုခြင်းနဲ့ဝိနည်းမိစေရမလံကိုတယောက်တည်းသာသုံးမယ်ကို့အတွက်ပဲစဉ်းစားတယ်သူများအတွက်မစဉ်းစားဘူးဘသူတေတေငတိမာယောဆိုတဲ့စိတ်ဓာတ်မျိုးဖြစ်တဲ့မစ္စရိယမျိုး ဘယ်တော့မှမထားဘူးရေရောတယ်အလုံးအတွက်နော်ရေရေရောရောရှိတယ်အလုံးနဲ့မြတ်တာတယ်မြတ်တာတဲ့စိတ်ဓာတ်ရှိတယ်အဲ့ဒီလိုဒီလိုစိတ်ဓာတ်မျိုးဒီလိုအတွေးမျိုး ရှိတဲ့ပုဂ္ဂိုလ်မျိုးကိုတဝေတ္တောတိဟောစတိတရာတရားရှိတဲ့ပုဂ္ဂိုလ်အစ်စ်ဖဲလို့ပြောတဲ့နဲ့ဟောတရာတရားရှိပြီဆိုရင် ီလာရှိတဲ့ပုဂ္ဂိုလ်တွေကိုဖူးမြင်လို့တယ်သူတော်ကောင်းတရားကိုကြားနာလို့တယ်မစ္စရိယဆိုတဲ့ငါသာကြီးပွားခြင်းနဲ့ဆိုတဲ့ငါသာအခွင့်ရေးရခြင်းနဲ့ဆိုတဲ့အတွေးမျိုးတွေဖယ်ရှားတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုတရားတရားရှိသူလို့ဒီလိုခေါ်တာเนาะ